အားလုံးပဲမင်္ဂလာပါဆရာနေနေတော့ဒီနေ့မှာနော်နာနာညီတတိယံသုံးနာညီတတိယံလေးတွေကိုဆွဲတဲ့ဆွဲနည်းလေးတွေကိုသင်ပြပေးသွားပါမယ်။ဟုတ်ပြီသုံးနာညီတတိယံကိုအရင်ဆွဲပြပါမယ်။သုံးနာညီတတိယံကိုဆရာနေနေထောက်ချွန်တည်တဲ့သုံးပြီးတော့ဆွဲပြပေးပါမယ်။အဲ့တော့ဘယ်လိုဆွဲမလဲဆိုရင်ဆရာကနော်အနားတွေသုံးနာညီမှာအနားတွေကိုဆရာက30 mm စီပတ်လေရှိနေတယ်။အာဒီတတိယံလေးကိုဆရာဆွဲခြင်း။အဲ့တော့ပြန်တစ်ချောင်းယူလိုက်ပါပြီးလို့ရှိရင်ထောက်ချွန်လေးကိုယူလိုက်ပါ ထောက်ချုံလေးရဲ့အချုံဘက်ကိုတုံးညားမှာထားပါနော်နောက်ထပ်ခဲစားသူမဟုတ်ခဲတန်ရဲ့နေရာခဲတန်လေးရဲ့အချုံလေးကိုထိတ်ချုံလေးကိုတုံးဆိုတဲ့အမှတ်ကလေးမှာလိုင်းလေးမှာထားပေးပါအဲ့ဒါဆိုရင်30မီတာဖြစ်သွားပါပြီအဲ့တော့အဲ့ရနေပြီးတော့ဆရာကစဝိုင်းလေးတဝိုင်းဆွဲလိုက်ပါဟုတ်ပြီအဲ့တော့အဲ့ဒီစဝိုင်းလေးဟာနော်အဲ့ဒီစဝိုင်းလေးဟာ ဘယ်နေရာမှာမဆို30နေမြဒီဘဟုကနေပြီးတော့ဘယ်နေရာမှာမဆို30နေမြတာရှိတဲ့အတွက်ကြောင့်မလို့ဆရာက30နေမြတာမြင်းလေးတစ်ချောင်းရသွားပါပြီဟုတ်ပြီအဲ့တော့အဲ့တော့ကြောင့်မလို့ဆရာကအဲ့ဒီမြင်းလေးကိုဆရာကဒီနားလို့ယူစားလိုက်ပါအဲ့တော့အဲ့မြင်းလေးကနေပြီးတော့နောက်ထပ်30နေမြရှိတဲ့အနာလေးတနာဆွဲရမှာပါအဲ့တော့ဒီမြင်းလေးကနေပြီးတော့ဆရာကနောက်ထပ်ဇဝိုင်းလေးတစ်ဝိုင်းဆွဲလိုက်ပါအောင်ဆွဲလိုက်တဲ့အတွက်ကြောင့်မလို့ ီเนาะအပြာရောင်အမှတ်ကလေးကနေပြီးတော့ဒီအပြာရောင်အဝန်းကြီးတစ်ခုလုံးပေါ့ကျိုက်တဲ့နေရာသွားတိုင်း30နေတာရှိပါတယ်အဲ့တော့ကြောင့်မလို့ဇင်းအနေနဲ့ဒီကနေပြီးတော့ဒီအမှတ်ကို30စင်တီမီတာလို့ယူလိုက်ပါအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်ဒီအပြာရောင်မြင်းလေးရလဲ30စင်တီမီတာဒီအပြာရောင်မြင်းလေးရလဲ30စင်တီမီတာအဲ့တော့ဒီအမဲနဲ့အပြာ နော်ဒီအမဲနဲ့အပြာလေးကိုဆရာကထပ်ပြီးတော့ဆက်လိုက်ပါအဲ့တော့အဲ့ဒီဆက်ထားတဲ့အမှတ်လေးကလည်းသုံးစနေပြီဒါဘာကြောင့်လဲဆိုရင်အဲ့ဒီညင်းလေးဟာအမဲရောင်ကြီးရဲ့အချင်းဝတ်ဖြစ်နေလို့ပါဟုတ်ရောအဲ့တော့အနာဆိုလို့ရှိရင်ဆရာအနေနဲ့ရှင်းအောင်နည်းနည်းခွဲပြီးတော့ဆွဲပြရမယ်ဆိုလို့ရှိရင်အပြာရောင်မြင်းလေးတွေဟာအမဲရောင်စဝိုင်းရဲ့ ချင်းဝက်တွေဖြစ်ပြီးတော့အနီအောင်မြင်းလေးဟာအပြာရောင်ဇဝိုင်းရဲ့အချင်းဝက်ဖြစ်နေပါတယ်။အဲ့တော့အဲ့ဒီအမဲရောင်ဇဝိုင်းကိုအပြာရောင်ဇဝိုင်းရောဟာ30စင်တီမီတာအချင်းဝက်တွေနဲ့ဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီသတိကံလေးဟာ30စင်တီမီတာပတ်ပတ်လေရှိနေတယ်။အနားတွေရှိနေတယ်။သတိကံ3နာရီသတိကံလေးဖြစ်သွားပါတယ်။ Okay အဲ့တော့နောက်ထပ်နာနာညီသတိကံလေးဆွဲပါဆွဲရအောင်။30စင်တီမီတာရှိတဲ့ဇဝိုင်းလေးထုံးစံတိုင်းဝိုင်းလိုက်ပါ ဟုတ်ပြီအဲ့တော့နှစ်နာညီတတိကံဆွဲကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်နာညီနေရပြီအဲ့တော့နှစ်နာညီနေဖို့အတွက်ဆိုလို့ရှိရင်အချင်းဝက်တွေဟာတစ်ခုနဲ့တစ်ခုအမြဲတမ်းတူညီရတယ်အဲ့ဒီအချက်ကိုမူတည်ပြီးတော့ဆရာအနေနဲ့အချင်းဝက်မြင်းလေးဆရာကနှစ်ချောင်းဆွဲလိုက်ပါအဲ့ဒီနှစ်ချောင်းရှိနေတဲ့အမှတ်ကလေးနှစ်မှတ်ကိုဆရာကဆက်လိုက်ပါအဲ့ဒီအမှတ်ကလေးဟာ ဒီအချင်းဝက်တွေနဲ့မညီမညီရပါဘူးမညီဘူးဆိုလို့ရှိရင်နှစ်နာညီတတိကံဖြစ်သွားပါပြီ။ဘာကြောင့်လဲဆိုလို့ရှိရင်ဆရာအယောင်ခွဲပြောရမယ်ဆိုရင်တော့ဒီပန်းရောင်လေးဟာအချင်းဝက်တွေဖြစ်ပြီးတော့အစိမ်းရောင်လေးဟာဒါမှန်းမြင်းလေးတစ်ကြောင်ဖြစ်နေပါတယ်။အဲ့တော့ပန်းရောင်နှစ်ကြောင်ဟာနှစ်နာညီနေပြီးတော့အစိမ်းရောင်ကဒီတိုင်းဒါမှန်းမြင်းလေးတစ်ကြောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတတိကံလေးရတော့နှစ်နာညီတတိကံလေးဖြစ်သွားပါတယ်။ โอเคအဲ့ဒါဆိုလို့ရှိရင်အင်္ဂလိပ်လိုနေနဲ့နော်နနာညီတတိကံသုံးနာညီတတိကံတွေကိုစောင်းဝိုင်းနေအသုံးပြုပြီးတော့ဆွဲလို့ရတယ်ဆိုတာကိုတည်သွားပါတယ်